အားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကျောင်းဝမ်းချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့အိမ်မှာဝက်ဆလက်လှူစားပြပါတယ်အိမ်မှာလှူစားတာဆိုတော့အကုန်အကြနေနေနဲ့အဝဆွဲလို့ရတဲ့အပြင်အရသာလေတကယ်မိုက်တာမဟုတ်လို့ဝက်ဆလက်လုပ်နေလေကိုပြန်လည်းမျှဝေပေးလိုက်ပါတယ်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါအောင်ခင်ဗျာဝက်ဆလက်လုပ်ဖို့အတွက်ကဝက်ရဲ့အသားနှစ်မျိုးကိုသုံးမှာဖြစ်ပါတယ်လိုင်းသားနဲ့ဂုံသားပါ ပထမဆုံးအသားတွေကိုရေးသေးချာလေးစီပါမယ်။ဒီစီပြီးသွားရင်တော့အသားကိုလှီးပါမယ်။လိုင်းသားကိုအချက်လိုက်လေးกินလို့ရအောင်လို့လွှာထားပါမယ်။အခုလွှာလိုက်တာတော့သုံးပြရပါတယ်ခင်ဗျာ။လိုင်းသားကတော့အလွှာလိုက်กินတာပိုစားလို့ကောင်းတဲ့အတွက်အလွှာလိုက်กินတာဖြစ်ပါတယ်။လွှာပြီးရင်တော့အခောက်တွေကိုလှီးပြီးတော့ဖေးထားလိုက်ပါမယ်။သားကိုလွှာလိုက်ပြီးသွားရင်တော့တခြားသားနေပါမယ်။စားတစုံထည့်ပါမယ်။မယုတ်ကောင်းထည့်ပါမယ်။ ပြီးရင်တော့အသားလေးကိုအရသာဝင်အောင်လို့မျက်နှာပြင်ကိုတေချာလေးလိုက်ပြီးတော့ပို့ပေးပါမယ်။တစ်ဖက်ကိုအရသာဝင်အောင်လို့တေချာလေးပို့ပြီးသွားရင်တော့နောက်တစ်ဖက်ကိုလည်းစားငရုတ်ကောင်းနဲ့အရသာဝင်အောင်လို့ပို့ပေးပါမယ်။နှစ်ဖက်လုံးကိုအရသာတေချာလေးဝင်တော့အောင်နေပြီးသွားရင်တော့ဓာရီဝက်လောက်အရသာနှက်ထားပါမယ်။ဝက်ရဲ့ကုတ်သားတော့ပပလေးစီပါပါမလီးခင်မှာကုတ်သားမှာအစီလေးပါမယ်ဆိုလို့ရှိရင်ကတ်နေတဲ့အစီမျိုးအရင်ဖယ်ထုတ်ပြပါမယ်။ ပြီးရင်တော့အသားကိုခပ်ပါပါလှီပါမယ်လှီတဲ့အခါမှာဓာတ်ကိုအနည်းငယ်ဆောင်းပြီးလှီမယ်ဆိုရင်တော့အသားပပလှီရပါတယ်ပြီးသွားရင်တော့အသားကိုအရာသာနှက်ပါမယ်ကြက်သွန်အနီးခက်ကြီးကြီးတူကိုပပလှီပြီးတော့ထည့်ပါမယ်ဟင်းရွက်မုံတစ်စွန်းထည့်ပါမယ်ဂျင်းမုံထည့်ပါမယ်ဂျင်းမုံမရှိရင်တော့ဂျင်းကိုထောင်းပြီးတော့အရင်ညှစ်ထည့်လို့ရပါတယ်ကျက်သွန်ပြုံမုတ်ထည့်ပါမယ် ကျက်သွင်ဖြူဖို့မရှိရင်လည်းကျက်သွင်ဖြူမုံအစားကျက်သွင်ဖြူကိုပဲညက်နေအောင်ထောင်းပြီးတော့ထည့်လို့ရပါတယ်ခင်ဗျာငရုတ်ကောင်းမုံထည့်ပါမယ်အင်းချက်အရက်ကိုဇပွဲတင်စုံတစွန်းစာထည့်ပါမယ်ဘဲငံပြားရဲ့အကြီကိုတော့ဇပွဲတင်စုံနှစ်စွန်းထည့်ပါမယ်စီမွေးဇပွဲတင်စုံနဲ့တစွန်းထည့်ပါမယ်ကိုရီးယားငရုတ်အနှစ်ကိုတော့နှစ်စွန်းထည့်ပါမယ်ခင်ဗျာ ပြီးရင်တော့တေချာလေးတမအောင်နေလိုက်ပြီးတော့나이ဝက်လောက်အရတာနှက်ထားပါမယ်ရတာနှက်ထားတော့ပါပဲအခြားပြင်ဆင်စရာရှိရာတွေကိုပြင်ဆင်ထားပါမယ်တက်သူမိတ်ကိုရေးစီးပြီးတော့ ဝက်စလက်ကြော်တဲ့အခါမှာထည့်ဖို့အတွက်တဝက်ကိုခက်ရှည်ရှည်လေးလေးလှီထားပါမယ်။ကြံတဝက်ကိုတော့ဝက်စလက်ရတဲ့အခါမှာအပေါ်ကနေဖြူဖို့အတွက်ပပလှီထားပါမယ်။ဝက်စလက်ရတဲ့အခါမှာတွဲစားဖို့မြုပ်ချိုသည့်အစိမ်းကိုလည်းရေးစေးပြီးတော့ပပလှီထားပါမယ်။ကျက်တုံပြူဦးကြီးကိုလည်းပပလေးလေးလှီထားပါမယ်။ဝက်ဆလက်မှာဆလက်ရွက်ကလည်းအဓိကဖြစ်တာမို့လို့ရေနဲ့တေချာလေးစင်အောင်စေးပြီးတော့ရေစစ်ထားပါမယ်။ အခုဝတ်သားအရသာနှက်ထားတာ나이ဝက်လောက်ရှိသွားပြီဖြစ်တဲ့အတွက်စားပြီးတော့ချက်ပါတော့မယ်ခင်ဗျာ။လိုင်းသားအလွှာတွေကိုအရင်ကင်ပါမယ်။ဒီမှာအုပ်ဆုံးအိုးတဲ့ကိုစီထည့်ပြီးတော့အပူပေးပါမယ်။ဝက်ကစီထွက်အောင်မှာဖြစ်လို့စီကိုအိုးမကက်ရုံငင်းငယ်ပေးထည့်ပါမယ်။စီပူလာပြီဆိုရင်တော့အရသာနှက်ထားတဲ့လိုင်းသားကိုအိုးအပူနဲ့ကင်ပါမယ်ခင်ဗျာ။အိုးထဲမှာကင်နေတော့မှာတော့မီးအားကိုအမြင့်ဆုံးထားထားပါတယ်။တစ်ဖက်ကိုကြက်အောင်ကင်ပြီးမှနောက်တစ်ဖက်ကိုလှမ်းပါမယ်။တစ်ဖက်ကို9မိနစ်လောက်ကင်ပြီးသွားပြီဆိုရင်တော့နောက်တစ်ဖက်ကိုလှမ်းလိုက်ပါမယ်။ ကြံတဲ့တစ်ဖက်ကိုလည်းမီယာများများနဲ့နောက်ထပ်5မိနစ်လောက်ထပ်ပြီးတော့ကြည့်ပြပါမယ်။ဒီ wet liner ကစားနဲ့နှယုတ်ကောင်း2မျိုးတည်းကိုတီးတဲ့တုံးပြီးတော့အရသာနှက်ထားပေးမယ်။နောက်ဆုံးရလာတဲ့အခါမှာတော့ထင်မထားလောက်အောင်အရသာရှိပြီးတော့တကယ်လို့စားလို့ကောင်းလို့ပါတယ်။နှစ်ဖက်လုံးတီချာกินပြီးသွားရင်တော့တီချာလေးကျက်အောင်လို့အသားတွေကိုကကြင်းနဲ့တကိုက်စာလေးတွေညှက်လိုက်ပါမယ်။ ပြီးရင်ဝက်ကင်တော့ထွက်ထားတဲ့စီရဲပါပဲ3-4မိနစ်လောက်မီးပြင်းပြင်းနဲ့ထပ်ပြီးတော့လှိမ့်ပေးလိုက်ပါမယ်ခင်ဗျာစားနေငရုတ်ကောင်း2မျိုးတည်းနေထားပေးမယ်ခုလိုမျိုးချက်ပြီးသွားတဲ့အခါမှာအချင်းရေတော့မလို့အောင်အရင်ပဲစားလို့ကောင်းပါလေဝက်သားကြော်ပြီးခါစားကင်နိုင်လောက်တဲ့အချင်းကူကူလေးစားမယ်ဆိုရင်တော့ပို့ပြီးတော့ရတာရှိပါတယ်ခင်ဗျာ သားတွေရေးသွားတဲ့အထိစီနဲ့တေချာလေးလှိမ့်လိုက်ပြီးရင်တော့ဆေးလို့ရပါပြီ။ဒါဆိုရင်တော့ wetlet အတွက် liner ကိုချက်တာရပြီပဲဖြစ်ပါတယ်။အခုနောက်ထပ်အရသာနှက်ထားတဲ့ဂုတ်သားကိုကင်ပါမယ်ခင်ဗျာ။ကင်နေဆိုတာထက်ကြော်ရဲလို့ပြောရင်ပုံမှန်ပါမယ်။အိုးရဲကိုစီနေငယ်ထည့်လိုက်ပြီးတော့စီပူလာပြီဆိုရင်တော့ရသာနှက်ထားတဲ့ဝက်ကုတ်သားတွေကိုထည့်လိုက်ပါမယ်။ပြီးရင်တော့တေချာလေးဖြန့်ပြီးတော့စီနေလှိမ့်ပြီးကြော်ပေးပါမယ်။ကုတ်သားတွေကြော်တဲ့အချိန်မှာလည်းမီးအောက်ကိုမြင့်မြင့်ပဲထားပြီးတော့ကြော်ပါမယ်ခင်ဗျာ။ ကြော်နေနဲ့အသားတွေကရေတွေထွက်လာမှာပဲဖြစ်ပါတယ်။အဲဒီရေတွေခန်းသွားတဲ့အထိဆက်ပြီးတော့ကြော်ပေးရပါမယ်။ကြော်တဲ့အခါမှာတော့မြည်ရပြင်းတဲ့အတွက်အသားမကန့်အောင်မှွေပေးဖို့တော့လိုပါတယ်ခင်ဗျာ။အခုလိုမျိုးရေစပြီးတော့ခန်းလာပြီဆိုရင်တော့အရသာနှံ့အောင်ရအကျဲ့ညီအောင်နဲ့ဘိုးမကန့်အောင်လို့တောက်လျှောက်မှွေပေးပါမယ်။အသားကပါပါလှီထားတာရောမြည်ပြင်းပြင်းနဲ့ကြော်ရအောင်မို့လို့အကျဲ့မြင်ပါတယ်။ခန်းမဲ၈မိနစ်လောက်ကြော်ပြီးသွားပြီဆိုရင်တော့ကြက်ပါပြီ။ အဲ့ခါကျမှခက်ကြီးကြီးလှီထားတဲ့ကြက်သွမ်းမိတ်ကိုထည့်ပြီးတော့ဒေချာလေးမှုေပေးပါမယ်။ကြက်သွမ်းမိတ်တွေနွမ်းဝါတဲ့အထိနောက်ထပ်3မိနစ်လောက်မှုေပြီးတော့ကြောပေးပါမယ်ခင်ဗျာ။ခုလိုမျိုး3-4မိနစ်လောက်ထက်ကြော်ပြီးလို့ကျက်သွမ်းမိတ်တွေလည်းနှွမ်းသွားပြီး ဝတ်သားကလည်းကြက်ပြီဆိုရင်တော့ပြီးပိတ်လို့ရပါပြီခင်ဗျာအခုဆိုရင်ဆလတ်ရော့နဲ့တွေးစားဖို့အတွက်ကိုရီးယားအနှစ်နဲ့กินထားတဲ့ဝက်ကုတ်သားကင်မှွှေးမှွေးလေးကိုရပြီပဲဖြစ်ပါတယ်။ပူပူလေးစားမှအရသာရှိတာမို့လို့ပကံလေးကိုခတ်ပြီးတော့ထည့်လိုက်ပါမယ်။ပြီးရင်တော့ပပလီထားတဲ့ကြက်တုံမိတ်လေးကိုအပေါ်ကနေဖြူပေးလိုက်ပါမယ်။နှမ်းလေးပါဖြူပေးလိုက်ပါမယ်ခင်ဗျာ။အခုဆိုရင်တော့နယ်မြေကြီးဆိုင်နေရာအတိုင်း အရင်အရသာရှိတဲ့အနံ့အစချွတ်ဆွတ်တူတဲ့ဝက်ဆလက်ကိုရပြီပဲဖြစ်ပါတယ်ဝက်ခုတ်သားကကိုရီးယားငရုတ်အနှစ်နဲ့တေချာနေပြီးတော့နှက်ထားတာဖြစ်တဲ့အတွက်အနံ့ရောအရသာပါမှွေးကြိုက်ပြီးတော့အရန်ကိုဆားလို့ကောင်းပါလေနောက်တစ်ချက်ကဝက်ဆလက်ကထမင်းပူပူလေးနဲ့အရန်လိုက်တာဖြစ်လို့ထမင်းပူပူလေးနဲ့တွဲဆားမယ်ဆိုရင်အရန်ဆားလို့ကောင်းပါလေဒါဆိုရင်ဝက်ဆလက်နဲ့တွဲဆားဖို့ပြင်ထားတာလေးတွေပါခင်လိုက်ပါမယ်ခုလိုမျိုးဆုံဆုံလင်းလင်းပြင်ဆင်ပြီးသွားပြီဆိုရင်တော့ဆားလို့ရပါပြီထမင်းပြူလေးပေါ့ဝက်ကုတ်သားဘက်လေးတင်ပြီးတော့ ခင်ချီလေးတင်လိုက်ပြီးရင်ဝက်ဆလက်ကို အရသာရှိရှိစားလို့ရတယ်လို့နောက်တစ်ခုကဆလက်ရွက်သေးကိုထမင်းနေနေထက်ဝက်သားလေးထက်ခင်ချီရဲ့ကြက်တုံပြူရဲ့ငရုတ်သီးစိမ်းရဲ့ကိုထည့်လိုက်ပြီးရင်ထုတ်ပြီးတော့တလုံးသေးပလုံပလောင်စားလိုက်ရင်လည်းအရန်ကိုအရသာရှိလာပါတယ် ခုဆိုရင်တော့အိမ်မှာကိုယ်တိုင်လွယ်လွယ်ကူကူလှုပ်ရှားလို့ရတဲ့ Westlet လုပ်နည်းလေးကိုအားလုံးသိသွားကြပြီလို့ထင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးအရသာရှိတဲ့ဟင်းချက်နီမုန်လုံနီတွေကိုအပတ်စဉ်တနင်္လာဘုတ်တခုနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးသွားမှာမဟုတ်လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောက်လေးကိုနှိပ်ထားပေးပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye